မင်္ဂလာပါရှင်။ဒစ်စလီဗီလီနူရဲ့ဒဇင်မာနေ့ရက်နေ့ည၈နာရီတိနောက်ဆုံးရနုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။မိဘအပေါ်မှာတည်တက်မှုမရှိတဲ့ပိုင်ဒဂွန်ရဲ့ချွေးမကြောင်ကိုထုတ်ပေါ်လာတဲ့ပိုင်ဒဂွန်မိခင်ကြီးဒေါ်ကျူကျူရဲ့သတင်း။စီးကိန်းမှာပါဝင်ခွင့်ရပါမယ်မိသားစုနဲ့ဆက်သွယ်မရလို့စိတ်မကောင်းဖြစ်နေရတဲ့မြမလည်းရွေးစင်တင်အားကိုညိုကြီးရဲ့သတင်း။ပါကျုံစရာတော်ကိုအခုလိုကူတာနိုင်လို့လူပြောများနေတဲ့နက်ဆေးစရာကြီးထုခန့်ကျော်ရဲ့သတင်း။ချက်စနီလေးနဲ့အတူတကဘာတိဆောက်နေတဲ့ ။ဒါလေးကြောင့်စိတ်မကောင်းဖြစ်နေရတဲ့ပိုင်တကူရဲ့မိခင်ရဲ့တရင်ပါဝင်ပြန်လည်လုံမြောက်လာပြီးဖြစ်ကတိုင်းပြည်ကျိုးတည်ဖို့တော့မယ့်မြန်မာနိုင်ငံရဲ့ထူးချွန်ဆုံးကျော်လင်းတန်းရဲ့တရင်တို့ကိုရှုစားရမှာပဲဖြစ်ပါတယ်ရှင်။မိဘအပေါ်တည်တံ့မှုမရှိတဲ့ပိုင်ဒဂွန်ရဲ့ချွေးမအကြောင်းကိုထုတ်ဖော်လာတဲ့ပိုင်ဒဂွန်ရဲ့မိခင်ကြီးဒေါ်ကျူကျူမင်္ဂလာပါပရိသတ်ကြီးရဲ့ ဒီကနေ့မှာတော့ပြိသက်တွေချားထဲမှာတော်တော်လေးကိုခရဲရိုက်ခတ်နေပြီးစိတ်မကောင်းစရာကောင်းတဲ့သားမင်းယောက်ျားကအကြောင်းအရာလေးတစ်ခုကိုပြောပြပေးချင်ပါတယ်။တချိန်ကသားလိမ်မာလို့အားလုံးကဝိုင်းချစ်ခဲ့ကြတဲ့မင်းသားကျော်လေးပိုင်တခုနဲ့သူ့ရဲ့မိခင်ဖြစ်သူဒေါ်ဂျူဂျူတို့ကြားကအဆင်မပြေမှုတွေကတော့အခုဆိုရင်အထွတ်ထိပ်ကိုရောက်ရှိလာခဲ့ပါပြီ။သူပြန်တော့ပိုင်တခုရဲ့အိမ်တော်ရဲ့အပြောင်းလဲတွေနောက်ပိုင်းမှာမိဘနဲ့သားသမီးကြားကဆက်ဆံရေးဟာညောင်းနဲ့မထားလောက်အောင်ကွာဟသွားခဲ့ရတဲ့အခြေအနေတွေကိုတင်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ပြိသက်ကြီးမမိကြအောင်ပဲထင်ပါတယ်နော်။ အရင်တုန်းကပိုင်နဂုံးဆိုတာမိဘအောင်လောကျွေးပြုစုတဲ့နေရာမှာစံပြဖြစ်ခဲ့တဲ့ဒုတိယပေါင်းအလူပညာလုပ်ငန်းကရာသမျှဝင်ငွေတွေအကုန်လုံးကိုမိဘလက်ထဲအနှံပြီးမိဘကိုဖခင်တရားလို့ကိုးခွင်ခဲ့တဲ့တားတယောက်ပေါ့သူ့အမိဒေါ်ကျူကျူကိုရင်ကလည်းတားဖြစ်သူကိုငယ်စဉ်ကတည်းကဘလောင်ထိမြစ်တာတွေပုံပြီးတော့ပြုစုပြိုးထောင်ခဲ့ရလေဆိုတာအလုံးကအသိပါပဲဒါပေမဲ့လက်ရှိချိန်မှာတော့ဒီပုံရိပ်တွေအလုံးဟာရောင်းပြန်နိုင်လိုက်တဲ့လိုမျိုးဖြစ်သွားခဲ့ပါပြီအဓိကအပြောင်းလဲကတော့သူ့အိမ်အောင်ပြုတ်ရဲနောက်ပိုင်းမှာစတင်ခဲ့တာပါ မြန်မာနိုင်ငံအထိတ်တန်းစင်းဝင်တထေသမီးတူဖြစ်တဲ့လင်းမြဖူးနဲ့လက်ထပ်ပြီးတဲ့အချိန်ကစလို့ပိုင်နဂုံရဲ့မိဘတွေပုံမှန်ထားတဲ့သဘောထားဟာတိတိတတကိုပြောင်းလဲသွားခဲ့တာပေါ့လို့မိခင်ဖြစ်သူကရင်ဖွင့်လာပါတယ်။ထို့ပြင်တော့ပြည်သက်တွေစိတ်အဆိုးဆုံးဖြစ်ရတဲ့ကိစ္စကတော့မင်္ဂလာဝဲနေ့ကဖြစ်ရပါပဲ။သတင်းတွေကမင်္ဂလာဝဲကျင်းပစဉ်မှာအဲ့ဒါတွေကိုနေရာချထားတဲ့ပိုင်မှာဒန်းတို့ညီမမရှိတဲ့ချင်းနေတဲ့တွေးခဲ့ရရင်လို့ဆိုပါရင်တို့သမီးဘက်ကအတိုင်းဝဲရဲ့နုပညာရှင်တွေနဲ့ခမ်းမာထဲမှာခမ်းနားထဲဝါစွာနေရာပေးထားပေမဲ့ ပိုင်းကွန်ရဲ့မိမရင်းတွေကိုဆွေမျိုးတွေကိုတော့အပြင်ဘက်မှာအသီးစားပုံစံမျိုးနဲ့နေရာချထားခဲ့တာလို့သိရပါတယ်။ဒါဟာမိသားစုနှစ်ခုကွာခြားတဲ့ဆက်ဆံရေးကွာခြားချက်တွေကိုကြီးမားနေတာကိုမိမောင်းထုတ်ပြခဲ့တာပါ။ဒါနဲ့မကသေးပါဘူးအစားတော့အခန့်ကျွေးမွေးတဲ့နေရာမှာလည်းမျက်နှာလိုက်မှုတွေရှိခဲ့ပါတယ်။ဆိုရဲဝေဖန်တဲ့နေပေါ်ထွက်ခဲ့ပါတယ်။ပို့ပြီးတော့ဆွေးရလာတာကတော့မင်္ဂလာပွဲပြီးနောက်ရက်တွေမှာပိုင်းကွန်ဝယ်ပေးထားတဲ့အင်ကလည်းမိမတွေကိုဖယ်ရှားခိုင်းနေဆိုတဲ့သတင်းပါပဲ။ဇနီးတဲ့ဖြစ်သူရဲ့လွှမ်းမိုးမှုအောက်မှာမိမဆွေမျိုးတွေနဲ့အဆက်အသွယ်ဖြတ်တောက်ရတဲ့အထိကိုဖြန့်လာခဲ့ပြီး အားလုံးကိုသူမရဲ့သဘောထားထိုင်စီမံနေတယ်လို့မိခင်ဖြစ်သူဘက်ကခန်းစားအကြောင်းကိုပြောလာပါတယ်။မိဘတွေပေါ်မှာမတူတလို့မတန်လို့ဆက်ဆံတာတွေရိုင်းဆိုင်တဲ့ပြုမှုတွေရှိလာတာကြောင့်နောက်ဆုံးမှာမိခင်ဖြစ်သူဒေါ်ကျူကျူကအသားဖြစ်ကနေဆောင်းလိုက်ရတဲ့စိတ်နာသွားခဲ့လို့ဆိုရင်ဒီလိုအခြေအနေတွေဖြစ်ပြနေချိန်မှာပြည်သက်တွေကပို့ပြီးတော့ဒေါသထွက်ရတဲ့အကြောင်းရင်းကတော့ပိုင်းနဂွန်ရဲ့တုံ့ပြန်မှုပါပဲ။တစ်ဖက်မှာမိခင်ချင်းကဝမ်းနဲ့ပက်လက်ရင်ဖွင့်ပေးပေမဲ့ပိုင်းနဂွန်ကတော့ဒီကိစ္စကိုဖြေရှင်းခြင်းမရှိဘဲသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာတွေမှာအိမ်မွေးတရိစ္ဆာန်လေးတွေနဲ့ပျော်ရှင်နေတဲ့ပုံရိပ်တွေကိုပဲတင်ဆက်ပေးခဲ့ပါတယ်။ ရိစံလေးတွေကိုတော့ဒီလောက်ကျင်ညာတဲ့သူကိုမွေးထုတ်ပေးခဲ့တဲ့မိဘအရင်ခောက်ခောက်တွေကိုတော့ပါလို့လစ်လျူရှုထားနိုင်လာတယ်ဆိုရယ်ဝေဖန်မှုတွေကမြင့်တက်ခဲ့တာပေါ့မိဘဆိုတာကိုယ့်ရဲ့သားသမီးဘယ်လောက်ပဲဆူဆူခွင့်လွှတ်တတ်ကြပြီမယ်ခုလိုတားဖြစ်သူကနေဆွန့်လွှတ်ရတယ်ဆိုကြတဲ့ကမိခင်တရားရဲ့ရင်ထဲမှာဘယ်လောက်တောင်ခံစားရမလဲဆိုတာတွေးကြည့်နားလည်နိုင်ပါတယ်အိမ်တော်တစ်ခုတည်ထောင်လိုက်တဲ့အခါမှာဂျားလူတွေရဲ့သဘောထားတွေကြောင့်မိဘနဲ့သားသမီးကြားကတန်ရုံးစင်ကြိုးတွေပြတ်တောက်သွားရတာဟာတကယ်ကိုမဝမ်းနိုင်စရာပါပဲကဲပရိသတ်ကြီးရေမိဘကျေးဇူးကိုတိတက်ဖို့လိုရင်အဲ့ဒီဖြစ်ပျက်လေးပေါ်မှာပရိသတ်တွေနေနဲ့ဘယ်လိုမျိုးထင်မြင်မိကြပါသလဲ ိုင်းနဂိုနေနေကရောသူ့ရဲ့မိခင်ကိုလည်းပြန်လဲတောင်းပန်ပြီးတော့မိသားစုပြန်လဲနှွေထွေးတဲ့နယ်လို့ထင်ကြပါသလားကောမန်လီမှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်ပါကျုံးစီရတော့ကခုလိုကုသနိုင်လို့လို့ပြောများနေတဲ့နန်စိစရာကြီးထူကန်းကြောင့် မြန်မာနိုင်ငံရဲ့ထင်ကြားတန်ခါတော်တပါဖြစ်တဲ့ပါမောခါချုပ်စီရတော်ပြာကြီးဒေါက်တာရှင်နနာမာလာပြီးဝန်သားနဲ့တိုင်းရင်းစိတ်ပညာကိုတော်နေကြောင်းနာမည်ကြီးနေတဲ့ဆရာထုခဲကျော်တို့တွေ့ဆုံခဲ့တဲ့ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ဒီတွေ့ဆုံမှုဟာရိုးရိုးတွေ့ဆုံမှုတသက်မဟုတ်ဘဲနဲ့ဆရာတော်ကြီးရဲ့ကျမ်းမာရေးဝေနာတစ်ခုကိုဆရာထုခဲကျော်ကကုသပေးခဲ့တာဖြစ်လို့ပရိသတ်တွေကြားမှာပို့ပြီးတော့စိတ်ဝင်စားစရာဖြစ်နေတာပါ။ ထူးကန်ကြောင်ဆိုတာနဲ့ပြည်သက်တဲ့ရှင်နေပြီးသားဖြစ်မှာပါ။တချိန်ကရုပ်ရှင်လောကမှာစပိုးဆက်ရမင်းသားနေရာတွေထိနေရာဆုံးဂိုက်တာဆုံးနဲ့ကျင်လည်ခဲ့သူတယောက်ပါ။ဒါပေမဲ့နုပညာလောကမှာထင်သလောက်နေရာများခဲ့ပေပြည်သက်ရှိကနေအချိန်တစ်ခုကြာပျောက်ကွယ်သွားခဲ့ပါရီ။2018ခုနှစ်လောက်မှာတော့ထူးကန်ကြောင်ဟာမင်းသားတယောက်အဖြစ်ပြန်ပေါ်လာတာမဟုတ်ဘဲနဲ့ဝိစာလန်ကျောင်းကိုလိုက်စားတဲ့တိုင်းရင်းဆေးစရာတယောက်အဖြစ်ပြည်သက်ရှိကိုပြန်ရောက်လာခဲ့ပါရီ။ အထက်ပုဂ္ဂိုလ်တွေရဲ့ကုညီမဆာမှုနဲ့စွမ်းထက်တယ်ဆိုပြီးတော့နာမည်ကြီးလာခဲ့သူပါသူရဲ့ကုသမှုတွေကဘလောက်တေးထျောက်တလေဆိုရင်ခင်မီသိပ်ပန်စေးပညာနဲ့ကုသဖို့ခက်ခဲတဲ့လေဖြက်လေဖြန်ဝေးနာရှင်တွေကိုတချမ်းတည်နေတဲ့သူတွေနဲ့အောက်ပိုင်းမတန်သူတွေကိုတောင်းပြန်လဲလန်းလျှောက်နိုင်အောင်ကုသပေးနိုင်တယ်လို့နာမည်ကျော်ကြားပါရယ်ကင်စာယောဂါပါဝင်ဝိညာဉ်ကန္နာကလွင်ရင်ချန်နယ်ယောဂါကြီးငယ်တွေကိုပျောက်ကင်းအောင်ကုသပေးနိုင်စွမ်းရှိတယ်လို့ယုံကြည်သူတွေလည်းအများပြားရှိနေပါရယ်ဒါကြောင့်လေသူစေကံဖွင့်ထားတဲ့မြောက်တကုံကစေကံမှာဆိုရင်နေ့စဉ်နဲ့များ နေဝီကလာရောက်ကိုသားရီလူနာပေါင်းထောင်ချီပြီးစီကားနေလေးရှိရာမြင်တွေ့ရမှာပါအခုလက်ရှိမှာတော့ပမောကားကျုပ်စီရတော်ဘုရားကြီးဟာရန်ကုန်မြို့ကိုဒေသစာရီကြွချီတော်မူနေတာဖြစ်ပါရင်ရန်ကုန်မြို့မှာရှိနေစဉ်တော်တွင်နမေကျော်မင်းသမီးကြီးတွေဖြစ်တဲ့စိုးမြတ်သူစားစိုးမြတ်နနာလိုလိုအမှုပညာရှင်တွေကလည်းစီရတော်ကိုဥခိုက်ပူဇော်ဆွမ်းကက်တာတွေပြုလုပ်ခဲ့ကြပါရင်ဒီလိုတရင်သုံးနေစဉ်ကာလမှာရာသီဥတုအေးတဲ့တန်းကြောင့်စီရတော်ကြီးရဲ့ခြေလက်တွေထုံချင်းကြိုက်ခဲ့တဲ့ဝေနာကိုခံစားနေရတယ်လို့သိရပါရင် ဒီသတင်းကိုကြားသိရချိန်မှာဆရာထုခန့်ကျော်ကဆရာတော်ကြီးသတင်း300နေရာထိသွားရောက်ပြီးသူ့ရဲ့စီပညာနဲ့ပြုစုကူတာပေးခဲ့တာဖြစ်ပါရည်။အွန်လိုင်းမှာပြန့်နေတဲ့ video file ထဲမှာတော့ဆရာထုခန့်ကျော်ကဆရာတော်ကြီးရဲ့ခြေထောက်တွေကိုစိတ်ရှည်လက်ရှည်နှိမ့်နေပေးနေတာတွေ့ရသလိုဆရာတော်ကြီးနဲ့လည်းဆရာတပည့်ကြီးနူးစွာ စကားလက်ဆောင်ကြနေတာကိုဖွင့်ပြရပါရည်။ကုသမှုပြီးမှတော့ဆရာတော်ကြီးဟာခြေထောက်ကိုက်ခဲတာတွေတော်တော်လေးတက်တာသွားပြီလို့မိကြားခဲ့ကြောင်းသိရပါရည်။ ဒီချက်ကပဲထုကန်ကျော်ရဲ့စီးပညာပေါ်မှာဝေဖန်နေသူတွေကိုပါဆက်ပိတ်သွားစေတယ်လို့ဆိုရမှာပါ။အကြောင်းလေးဆိုတော့နိုင်ငံကျော်ဆရာတော်ကြီးတစ်ပါးအနေနဲ့တာမန်သူတယောက်ကိုဒီလိုအနီးကပ်ပြုစုခွင့်ပေးဖို့ဆိုတာမလွယ်ကူသလိုဆရာတော်ကြီးကိုယ်တိုင်ကတတ်တာရည်လိုမိန့်ကြားလိုက်တာကထုခန့်ကျော်ရဲ့ပညာစွမ်းကိုတသက်ပြလိုက်သလိုဖြစ်သွားခဲ့လို့ပါပဲ။နောက်ထပ်ကြီးကျူးစရာကောင်းတဲ့ချက်ကတော့ဆရာထုခန့်ကျော်ဟာဒီလိုယောဂဝိညာဉ်တွေကို ကုသပေးရမှာငွေကြေးတစ်ပြားတစ်ချက်မှမယူဝင်စေတနာတသက်နဲ့ကုသပေးတာပါပဲ။ လက်ရှိခေတ်ကာလမှာစိတ်ယုံစိတ်ကန်သွားဖို့ငွေကြေးခက်ခဲရှိနေတဲ့တာမန်ပြည်သူတွေအတွက်တော့ထုခန့်ကြော်အားထားစရာတခုဖြစ်လို့နေပါရည်။အရှင်ကသူ့ကိုနန်းစေးစရာဆိုပြီးတော့လောင်ပြောက်ခဲ့ကြသူတွေတောင်အခုချိန်မှာတော့ဆရာတော်ကြီးကိုကုသပေးနိုင်တဲ့စွမ်းကြောင်းအမြင်မှန်ရပြီးတော့လေးစားလာကြပြီဖြစ်ပါရည်။စီပညာဆိုတာလူနာကိုပျောက်ကင်းအောင်ကုသနိုင်မှသာစစ်မှန်လို့ဆိုရမှာပါ။အခုလိုသီလသမารီပညာနဲ့ပြည့်စုံတဲ့ဆရာတော်ကြီးကိုယ်တိုင်ကလက်ခံကုသမှုခံယူပြီးတသက်သွားရဲဆိုတာကတော့ညင်းမြတဲ့သက်သေတစ်ခုပါပဲ။ ကေဘရိတ်တဲ့ဆရာတော်ကြီးကိုတောင်းမှတက်တာအောင်ပြုစုကုသပေးနိုင်တဲ့ထုခန့်ကျော်ရဲ့ပညာစွမ်းကိုရောဘလို့မြင်ကြရတယ်။ကိုရိုင်းရောတွားရောက်ကုသဖို့ကြလားကိုရဲ့အမြင်လေးကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်။ပြန်လည်လွတ်မြောက်လာပြီဖြစ်ခါတိုင်းပြည်အကျိုးတည်ပေါ်တော့မဲ့မြန်မာနိုင်ငံရဲ့အထူးကျွန်းဆုံးလူရည်ကျွန်းကျော်လင်းတန်မင်္ဂလာပါပရိသတ်ကြီးဒီနေ့2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ဟာ မြမပညာရေးလောကရဲ့လူငယ်တို့အတွက်တကယ်ကိုမှဝမ်းသာစရာကောင်းတဲ့သတင်းကောင်းလေးတစ်ခုကိုကြားလိုက်ရတဲ့နေ့တည်းပါပဲ။အကြောင်းမျိုးမျိုးကြောင့်မိသားစုတွေနဲ့ဝေးကွာနေရတဲ့မြမတနိုင်ငံလုံးရဲ့အတော်ဆုံးလို့လေးစားတင်စားလောက်တဲ့လူငယ်လေးတို့ကိုဒီကနေ့မှပဲလွတ်မြောက်လာပြီးတော့မိဘရင်းဝင်ကိုပြန်လည်ရောက်ရှိလာခဲ့ပါပြီ။သူကတော့တခြားသူမဟုတ်ပါဘူး။လွန်ခဲ့တဲ့2019ခုနှစ်ကတက္ကသိုလ်ဝန်ထမ်းဆောင်ပွဲကြီးမှာတနိုင်ငံလုံး The Whole Palm of First ဆုကိုစုခွင့်ရရှိထားတဲ့မောင်ကျုံလင်းတမ်းပဲဖြစ်ပါတယ်။လူတော်လူကောင်းဆိုတာအတိုင်းပြည်ရဲ့အဖို့တန်တယံဇာတာတွေပါပဲ။ မောင်ကျော်လင်းတန်းရဲ့ပညာရေးမှတ်တမ်းလေးကိုပြန်ကြည့်မယ်ဆိုရင်ဒီလူငယ်လေးဟာတာမန်စာတော်သူဆင့်ထက်ကျော်လွန်နေတယ်ဆိုတာကိုတွေ့ရတာပေါ့2019ခုနှစ်တုန်းကသူရရှိခဲ့တဲ့အမှတ်တွေစုစုပေါင်း955မှတ်နဲ့ဘာသာစုံဂုံလို့ထွက်ခဲ့ုံသာမကပဲနဲ့တနိုင်ငံလုံးရဲ့ထိတ်ဆုံးနေရာကိုရောက်ရှိသွားနိုင်တာပါထို့ပြင်တော့တင်ချာနဲ့ဇီဝဗေဒလိုဘာသာရပ်တွေမှာတက်မှတ်ပဲလိုပြီးတော့အမှတ်ပြည့်နေပါရခဲ့တာဆိုကြဲကွာဒီလူငယ်ရဲ့အုံနောက်ဉာဏ်ရည်ထက်မြတ်မှုကိုတက်တည်ပြန်နေပါတယ်ကျော်လင်းတဲ့ရဲ့ထူးချွန်မှုက၁၀တန်းနှစ်တစ်နှစ်ထဲပဲပေါ်ပေါက်လာခဲ့တာမဟုတ်ဘူးနော် သူဟာရှစ်တန်းကိုရန်ဆယ်တန်းသုံးနှစ်ဆက်တိုက်ကို လူရည်ကျုံစုကိုရရှိခဲ့တဲ့သုံးတက်ခွန်းလူရည်ကျုံပေါ်မဲတူနဲ့ဖြစ်ပါတယ်။ငင်းစင်ကလေးကအတန်းတိုင်းမှာပထမဒုတိယမလွတ်ခဲ့သလိုမြို့နယ်အဆင့်တိုင်းအဆင့်တင်းချောင်းအိုလံပစ်ပြိုင်ပွဲတွေအင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွေမှာလည်းစုတွေယူလာပေးခဲ့တဲ့တားရွှေအိုလေးတယောက်ပါ။သူရဲ့လေးလာမှုပုံစံကလည်းလူငယ်တွေအတူယူစရာကောင်းလာပါတယ်။ကျော်လင်းတန်းကစာကျက်တဲ့အခါမှာလည်းဤဒီမရွေးအလွတ်ကျက်တဲ့ပုံစံမျိုးမဟုတ်ဘဲသဘောတရားတွေကိုနားလည်အောင်ဖတ်လိုက်ပြီးတော့လေးလာလေးရှိတယ်လို့ဆိုပါတယ်။ ចောင်းសារនេះមកវិញပြင်ပဘူဒ္ဓសាបេរីក៏លេផាច់ឈុលីလာគេទៅមកលို့သူရဲ့တွေးခေါ်မျက်မြင်မှုတွေကရင်းချက်တည်နေပါတယ်။ခုဆိုင်တော့သူဟာတတ်မှတ်ထားတဲ့ပြစ်ဒဏ်ကာလ6နှစ်ပြီးဆုံးသွားပြီဖြစ်တဲ့အတွက်လွတ်မြောက်လာခဲ့ပါပြီ။ဒါဟာသူရဲ့မိသားစုအတွက်သာမကနိုင်ငံအတွက်ပါဝမ်းသာစရာကိစ္စတစ်ခုပါပဲ။ဘာကြောင့်လဲဆိုတော့မောင်ကျော်လင်းတန်းလိုထူးချွန်ထက်မြတ်တဲ့လူငယ်တွေဟာအနာဂတ်မှာနိုင်ငံတော်အတွက်အားထားရတဲ့ပညာရှင်တွေဖြစ်လာမှာမို့လို့ပါပဲ။သူရဲ့ငယ်ရွယ်တဲ့ဘဝအိမ်မက်ကလေးကကလေးထုခုဆရာဝန်ဖြစ်ချင်တာလို့သိရတာပေါ့။ဒီလိုထက်မြတ်တဲ့အုံနောက်ပိုင်ရှင်သာဆရာဝန်ဖြစ်လာခဲ့မယ်ဆိုရင် ပြည်သူလူထုအတွက်ဘလောက်တောင်အားကိုးရမလဲစဉ်းစားတာကြည့်ပါတော့ရှင်။အချိန်ကာလတစ်ခုထိကိုပညာရေးနဲ့ဝေးကွာနေရပေမဲ့ရွှေဟူသည်ဘယ်နေရာနှောင်းရောက်ရွှေပါမင်းဆိုတဲ့အတိုင်းပဲကျော်လင်းတန်းရဲ့အရေးချင်းတွေကမင်းမိန်သွားမှာမဟုတ်ပါဘူး။ခုချိန်မှာအသက်22နှစ်အရွယ်ပဲရှိသေးတဲ့လူငယ်လေးတစ်ယောက်ရဲ့ရှေ့ဆက်ရမယ့်ခရီးလမ်းကရှည်လျားပါတယ်။နိုင်ငံတကာနိုင်ငံတိုးတက်ဖို့ဆိုတာဒီလိုလူစွမ်းကောင်းရင်းမြစ်တွေအများကြီးလိုအပ်ပါတယ်။ဒါကြောင့်လည်းပြန်လည်လွတ်မြောက်လာတဲ့မောင်ကျော်လင်းတန်းတစ်ယောက်ပျော်ရွှင်ချမ်းမြေ့စွာနဲ့သူရက်တက်တဲ့ပညာရေးခရီးလမ်းတွေကို ဆက်လက်ရှောင်လန်းနိုင်ပါစေ။သူရဲ့အိမ်မက်ဖြစ်တဲ့ဆရာဝန်ကောင်းတစ်ယောက်ဖြစ်လာပြီးတိုင်းပြည်နဲ့လူမျိုးချုပ်ကိုအများဆုံးတည်ပေါ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။ဂိမ်းပရိသတ်ကြီးတုံးတက်ခွန်းလူရီချုံမြမတနိုင်ငံလုံးရဲ့ပထမအဆုံးဆုရှင်မောင်ကျော်လင်းတန်းလွံ့မြောက်လာတဲ့ပုံမှာဝမ်းသာစကားလေးတွေအားပေးစကားလေးတွေကောမန့်မှာရေးသားပေးတော့ပါအောင်ရှင်။မောင်ကျော်လင်းတန်းလိုလူကောင်းတစ်ယောက်အတွက်ဒီထက်မကပေါ်ထွန်းလာပါစေ။ပရိသတ်တွေလည်းမောင်ကျော်လင်းတန်းပေါ်မှာဘယ်လိုမျိုးမြင်ကြလဲဆိုတာပြောသွားကြပါအောင်ရှင်။ စီကိန်းမှာပါဝင်ခွင့်ရပါမယ်မိသားစုနဲ့ဆက်သွယ်များလို့စိတ်မကောင်းဖြစ်နေရတဲ့မြမလေးရွေးစင်တင်ကားကိုညိုချင်းအားလုံးပဲမင်္ဂလာပါ The Celebrity New Page ကနေပြန်လည်ကကြိုဆိုလိုက်ပါရစေဒီဇင်ဘာလအတွင်းမှာကျင်းပတော်မယ့်စီကိန်းပြိုင်ပွဲကိုမြမလေးရွေးစင်မျိုးသမီးတင်ကားသွားရောက်ရှင်ပြိုင်ဖို့အတွက်ထွက်ခွာသွားပါပြီနိုင်ပွဲတွေကိုစတိုက်ရထားတဲ့မြမလေးရွေးစင်အမျိုးသမီးတင်ကားပရိသတ်တွေရဲ့အားပေးမှုကိုရှာထားပြီးစီကိန်းမှာလည်းရွှေတဆိတ်စုကြီးကိုရအောင်ကြိုးစားလာမှာပါ တော်ပြိုင်မဲမြန်မာမျိုးသမီးတင်းထဲမှာညိုကြီးလိုချစ်စနိုးခေါ်ကြတဲ့နှင်းပွင့်အေးလေးပါဝင်ပါရီနှင်းပွင့်အေးကစီကွင်းကိုခုမှရှင်ပြိုင်ဘူးမှဖြစ်ပြီးသူ့အတွက်တော့ပထမဆုံးချိန်ဖြစ်ပါရီအသားညိုညိုရဲ့ရှိချိန်နဲ့ခြေစမ်းကောင်းတဲ့ညိုကြီးကိုမိန်းကလေးတွေရောယောက်ျားလေးတွေကပါသဘောကျကြပါရီရွေကြီးကလည်းယောက်ျားပပီးသားသားချောမွနေတဲ့ပြင်ချစ်စရာကောင်းတဲ့ညိုကြီးဟာမိန်းကလေးများစုအတွက်တော့မင်းသားလေးဖြစ်နေပါရီညိုကြီးကလည်းသူ့ကိုဒီလောက်ထိအားပေးကြမယ်လို့မထင်ထားတာကြောင့်ပရိသတ်တွေစိတ်မပြေရအောင်ခြေစွမ်းတွေကိုပြနိုင်သူပါ စီကိတ်မှာပြိုင်မှုတွင်ရွေးချယ်ခံရတာကတော့သူ့ရဲ့ရည်ချင်းကြောင့်ဖြစ်ပါတယ်။နင်းပွေအေတယောက်စီကိတ်မှာသွားပြိုင်ခွင့်ရှာတာကိုမိဘတွေကလည်းပြောပြခြင်းနေပေမဲ့မိဘတွေနဲ့အဆက်အသွယ်မရဖြစ်နေပါတယ်။မိဘတွေကနေမျိုးလေးမှာနေထိုင်တာဖြစ်ပြီးလောလောဆယ်မှာဆက်သွယ်မရလို့ဝမ်းသာစရာတည်င်းကိုပြောပြခွင့်မရလိုက်ပါဘူး။အဲဒါကြောင့်ညိုကြီးကစိတ်မကောင်းဖြစ်ပြီးမျက်ရည်တွေလည်းကျနေရပါတယ်။ဒီနေရာတည်းရောက်လာအောင်ပံ့ပိုးပေးခဲ့တာကမိဘဆရာသမားတွေနဲ့ပရိသတ်တွေဖြစ်ပြီးစီကိန်းကိုသွားပြိုင်ခွင့်ရကြောင်းမိဘတွေကိုအရင်ဆုံးပြောပြခြင်းနေရပါ မျိုးကြီးကိုဘလုံးသမားတရားဖြစ်စေချင်လို့လို့မိမာတွေကစွမ်းကုံပံ့ပိုးပြီးတော့အားပေးခဲ့ကြတာပါတကယ်တော့မျိုးကြီးကအရင်ကစပင်ညက်တင်ထားခဲ့ပြီးဒီပညာနဲ့ပဲတန်မိုးချင်ခဲ့ပါရီမျိုးကြီးရဲ့ဖေကဘလုံးသမားတွေကိုချစ်ပြီးတမီးလေးကိုလည်းဘလုံးသမားဖြစ်စေချင်တာကြောင့်တိတ်ချပြုထောင်ပေးလိုက်ပါရီမိဘစကားနားထောင်နေမျိုးကြီးကလည်းဘလုံးမှာထူးချွန်အောင်စိတ်ပါလက်ပါကြိုးစားခဲ့သူပါမိဘကတိုက်တွန်းလို့လုပ်ရတယ်ဆိုပြီးတော့တာဝန်ကြီးရုံလောက်ကြိုးစားတာမဟုတ်ပဲမြမလည်းရွေးစင်အမျိုးသမီးတင်းမှာပါဝင်အောင်မှလေ့ကျင့်ခဲ့ပါရီ ။ဘောလုံးကန်လို့ရတဲ့ဝင်ငွေတွေနဲ့လည်းမိဘတွေကိုပြန်ကြောနိုင်ပြီးသူ့တွေစုဆောင်းမိတဲ့ယာရီလည်းရှိလာခဲ့ပါရီ။အောင်မြင်မှုတွေကြီးမားလာတဲ့ညိုကြီးအားစီကိန်းမှာသွားပြန်ခွင့်ရတာကိုမိဘတွေကသိရင်တော့အယံဝန်တာနေမှာဖြစ်ပါရီ။စီကိန်းပြန်ဝင်မှာတော့ဂိုးသိန်းပြည်မှာမိထက်လူလည်းပါဝင်သွားအောင်မှာဖြစ်ပါရီ။မိထက်လူဟာအမေရိကမှာတက္ကသိုလ်တက်နေတာဖြစ်ပေမဲ့လေနိုင်ငံကုံဆောင်ပေးချင်လို့အမေရိကကနေထိုင်းကိုတကူတကပြန်လာခဲ့ပါရီ။ဂိုးသိန်းကောင်းနေမိထက်လူအပြင်မလေးရှားကအတင်းတစ်ခုမှကဲနေတဲ့ဝင်းသိငေထုံးလည်းပါဝင်သွားအောင်မှာပါ။ ခြေဆန်းကောင်းတဲ့ဇာသမားတွေအားလုံးအသင်းထဲမှာပါဝင်နေလို့မြန်မာပရိသတ်တရားအားပေးဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီ။မျိုးကြီးရဲ့မိဘတွေလည်းဆက်သွယ်ရတဲ့အချိန်မှာတော့ဒီလိုအောင်မြင်မှုတွေတဲဝမ်းသာနေမှာဖြစ်ပါရဲ့။အချိန်ကမြန်မာဘောလုံးအသင်းတွေကဂရီဘာဖနယ်စီရွှေတီးဆောင်ခဲ့ပေမဲ့အောင်မြင်မှုတွေနဲ့ဝေးကွာနေကြရတာအတော်လေးကြာသွားပါပြီ။အဲ့လိုအချိန်မှာမြမလည်းရွေးစင်မြို့သမီးတင်ဟာချန်ပီယံဖလားကိုပါရှာအောင်ရှူလာပေးနိုင်တာကြောင့်အားပေးမှုတွေမြင့်တက်လာခဲ့တာပါ စီကိန်းမှာသွားပြိုင်တော့မင်းညိုကြီးနဲ့တူမြမလည်ရွေးစင်မြို့သမီးတင်ကိုအားပေးမှာလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်ချစ်စနေလေးနဲ့တို့တကဘာတိဆောင်းနေတဲ့တားလေးကြောင့်စိတ်မကောင်းဖြစ်နေရတဲ့ပန်းရုံတကွန်ရဲ့မိခင်ကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ရပါတယ်။ဗိုက်တကွန်ကတော့နိုင်ငံတကာအထိထိုးပေါက်လာနိုင်တဲ့ပြင်အောင်မြင်တဲ့မင်းသားဖြစ်ပါရည်တည်လာနိုင်သူပါ မိဘတွေပေါ်တည်တတ်တဲ့ပြင်ချစ်စရာဇနီးကျော်လေးကိုပါရရှိထားတဲ့အတွက်လည်းအားကြလာကြရပါတယ်။ခြားရင်မဲ့လည်းမိသားစုဝင်တပ်ပုံလေးတွေထဲမှာတားဖြစ်သူပိုင်တကွန်ပါဝင်လာမှုမရှိတော့တာကြောင့်လည်းလက်ရှိမှာစိတ်ဝင်စားမှုများလာကြရပါတယ်။ပိုင်တကွန်ရဲ့အမေဒေါ်ဂျူဂျူကတော့ချစ်ရဆုံးဖြစ်တဲ့တားသမီးတွေကိုထုတ်ပြလာကြတာဖြစ်ပါတယ်။ခြားရင်မဲ့လည်းပိုင်တကွန်အနေနဲ့တစ်ဖက်မှာတော့မပါဝင်လာကြရတာပါ။ဒါကြောင့်လေဒေါ်ဂျူဂျူအနေနဲ့ဒီတိုင်းလေးအတိမဲ့ပြုပေးဖို့အတွက်တောင်းဆိုလာကြတာလည်းဖြစ်ပါတယ်။ အမခံပြိသက်တွေကတော့ချီအဆုံတားငယ်လေးဖြစ်တယ်လို့သိတဲ့ဆုံးမှဖြစ်ခဲ့တာကြောင့်လေမိကွနေပါထုတ်လာကြတာဖြစ်ပါတယ်။ရောကျကျူကတော့မိဘတအုပ်ပေးပြီးအကောင်းမွန်ဆုံးဖြစ်လာအောင်ဒီသုံးမသွန်သင်ခဲ့ပါတယ်။လူရန်စေနေနိုင်အောင်စူးစမ်းပေးနိုင်တဲ့ပြင်မင်းသားချော်လေးတလက်ဖြစ်လာအောင်ဒီပါပြုစုပြုထောင်လာခဲ့တာပါ။ဒါမှမဟုတ်ဇနီးမျက်နှာတကယ်မှတိဆောက်လာတဲ့ပြင်မောက်မာရဲ့ဖြစ်ရက်တွေနဲ့ပါကြုံတွေ့လာခဲ့ရပါတယ်။ဒါကြောင့်လေသူကျိုးနဲ့သူရှိပါစေကွယ်ထိုင်ကြည့်နေပါမယ်ဆိုကဝန်းနေပွဲရှင်ပွင့်လာခဲ့တာလည်းဖြစ်ပါတယ်။ ပရိသတ်တွေကတော့ဘိုက်ဒကွန်ရဲ့တည်တဲ့မှုတွေကြောင့်လိမ့်စားအားကျခဲ့ရတာပါ။ဒါကြောင့်လေတသိစာအောင်မြင်တဲ့မင်းသားဖြစ်လာချိန်မှာပဲမိဘတွေကိုကျေးဇူးဆက်ခဲ့ရပါတယ်။ပရိသတ်တွေကတော့အိတ်တဆောင်ကားတစီးနဲ့တူကျေးဇူးဆက်နိုင်တဲ့ဘိုက်ဒကွန်လေးပေါ်အားကျခဲ့ရတာပါ။ဒါကြောင့်လေကျွန်တော်ရဲ့ခင်ကောင်းချင်းတွေဟာမိဘကိုချိန်ဝေပြုစုကလာတာဆိုတော့စာသားလေးပေါ်မှာမိမိရခဲ့တာလေးဖြစ်ပါတယ်။လက်ရှိမှာတော့ဘိုက်ဒကွန်အနေနဲ့တအိုးတအိမ်ထူထောင်ကအကောင်းမွန်ဆုံးစူးစမ်းနေခဲ့ပါတယ်။ဒါကြောင့်လေလက်ရှိဖြစ်ဖြစ်ဒီပေါ်မှာနားမလည်နိုင်အောင်တိဖြစ်လာခဲ့ရပါတယ်။ ယင်းသူချို့ကတော့မင်္ဂလာပွဲကျင်းပချိန်မှာပဲပွဲဆက်တွေရှိနေကြရကြောင်းဆိုလာကြတာပါ။ဒါကြောင့်လည်းတပ်ပုံတွေဝဝေးဆဆာထပ်ပေါ်လာခဲ့ပေမဲ့မိဘတွေနဲ့တူမမြင်တွေ့ကြရလေဖြစ်ပါရယ်။မိဘအိနေနဲ့တစ်ဖက်မှာတော့ BRB 1နေနဲ့တူဝေးကွာကြရတာပါ။ဒါကြောင့်လည်းမင်္ဂလာပွဲနောက်ဆက်တွဲတွေနဲ့တူတချို့ပြန်ဇလန်းသွားတွေကအခုချိန်မှာပဲထပ်ပေါ်လာကြရပါရယ်။ပြိသက်တွေကတော့အချိန်ကအတိတ်ဆုံးဖြစ်ကြရတဲ့ပိုင်းတကူလေးကြောင့်စိတ်မကောင်းဖြစ်လာကြကြပါရယ်။လက်ရှိမှာတော့တအိုးတအိမ်ထူထောင်ကပျော်ရွှင်နေရတာကြောင့်လည်းမေတ္တာတရားလေးနဲ့တူမြင်တွေ့လာကြရတာပါ။ မိဘအိမ်နေနဲ့တောင်ဆိုပလုံဆိုပြစ်ပယ်နိုင်ပေမဲ့လည်းတာသမီတွေအတွက်တော့အခက်တွေ့တတ်ကြပါရဲ့ဒါကြောင့်လေမိဘချင်းကိုချင်းစာကတစ်ဖက်မှာဝင်းရံအားပိလာခဲ့ပါရဲ့ဒါပေမဲ့လေပိုက်တကိုရဲ့အမခဲပရိသတ်တရားတော့အတိတ်ဆုံးဖြစ်ခဲ့ရတဲ့မင်းသားချောလေးကြောင့်နားမလည်နိုင်အောင်ဖြစ်နေခဲ့ရပါရဲ့ကျေးဇူးတည်တဲ့စွာနဲ့အတူတက်ဆွမ်းသမျှလှုပ်ကြွေးခဲ့တာကြောင့်လေတာဝန်ကျေသူသားလေးဖြစ်ဝင်းရံလာခဲ့ရပါရဲ့ဒါကြောင့်လေပိုက်တကိုလေးအတွက်ပါအမခဲပရိသတ်တွေအနေနဲ့ဖေးမှာဝင်းရံလာခဲ့ကြတာလေးဖြစ်ပါရဲ့ ပရိသတ်တွေကတော့အရင်လိုနေထွေးတဲ့မိသားစုလေးဖြစ်တဖန်ပြန်လဲမြင်တွေ့လာရဖို့ရေလက်ရှိမှာဆူတောင်းပေးလာကြရလေးဖြစ်ပါတယ်။ပရိသတ်ကြီးတို့လည်းမိဘပေါ်မှာတည်တဲ့တခွန်လေးပေါ်မှာအမြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်။အာဘိနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။